ကဘာရေပြင်းနဲ့မြေပြင်ဖွဲ့စည်းပုံအချိုးစားအားကုရ်အာန်ကအတိအကျဖော်ပြထားသည်ဟုအာရဗီစကားလုံး၃လုံးတတ်လျင်ပင်မြတ်ဝါထင်မြင်မြင်နိုင်ခြင်းကုရ်အာန်အဓိပ္ပာယ်နဲ့ဒါအဝတ်ပေးနည်းတင်နာတင်ငန်းစာ6အလ်ဟမ်ဒူလ illah အရှင်မြတ်ကကုရ်အာန်ကိုဘလောက်လွယ်ကူအောင်လုပ်ပေးထားလိုက်တယ်လဲဆိုရင်အာရဗီစကားလုံး၃လုံးပဲအဓိပ္ပာယ်သိရင်တောင်ကုရ်အာန်မှန်ကန်ကြောင်းမြတ်ဝါထင်နဲ့ ကုရ်အာန်ရဲ့အာယတ်တကူကိုမြင်ရပြီးအီမန်ယုံကြည်နိုင်တယ်ဒီအာရဘီစကားလုံး၃လုံးကိုစက်မှတ်ထားလိုက်ပါဘဟရွန်ပင်လယ်ဘရွန်ကုန်းမြေရာဘဆန်၆တွေ့သောနေရာဒီစကားလုံး၃လုံးရပြီဆိုရင်မိမိကိုယ်တိုင်ကုရ်အာန်ရဲ့တကူတော်ကိုမျက်ဝါးထင်နေမြင်နိုင်ဖို့အတွက်ကုရ်အာန်စာအုပ်ကိုဖွင့်ပြီးဒီ၃လုံးကိုရှာကြည့်လိုက်ပါ ဘယ်စလုံးကိုဘယ်နှလုံးလဲဆိုတာမိမိကိုယ်တိုင်ရေးမှတ်ထားပါကုရ်အန်စာအုပ်ကုံဆုံးတဲ့အခါမှာဘာရွန်ပင်လေက32လုံးပါရှိနေတာကိုတွေ့ရမယ်ဘာရွန်ကုံမြေက12လုံးပါရှိနေတာကိုတွေ့ရမယ်ရပါစံ6တွေ့သောနေရာက3လုံးပါရှိနေတာကိုတွေ့ရမယ်6တွေ့သောနေရာဟာလဲကုံမြေဖြစ်တဲ့အတွက်ကုံမြေက73လုံးဖြစ်သွားပါတယ် ပင်လယ်က32လုံးနဲ့ကုန်းမြေက73လုံးပေါင်းတော့45လုံးဖြစ်ပါလေအဲ့ဒါကိုရာဂိုင်းလုံးရှာကြည့်တဲ့အခါပင်လယ်ရေက87.11ရာဂိုင်းလုံးနဲ့ကုန်းမြေက28.8888ရာဂိုင်းလုံးအပြည့်ထက်ပါတယ်ကုရ်အန်တောက်လုံးကိုတမန်တော်မုဟမ္မဒ်ဆလ္လာလာဟူအလัยဝါဆလမ်ကလက်တံပြောခဲ့တာပါ ဒီလောက်တီးတီးကြကြပြောနိုင်ခြင်းဟာပင်လေရေကိုရောကုန်းကြီးကိုရောဖန်ဆင်းတဲ့အရှင်ဟာကုရ်အန်ကိုခြားပြီးတဲ့အရှင်ဖြစ်လို့ပြုဝဲချက်အားလုံးကိုတမန်တော်ထံအခုလိုတီးတီးကြကြအတိပြေးနိုင်ခြင်းဖြစ်တယ်။ဒါကြောင့်နှစ်ပေါင်း1400မတိုင်ခင်ကကုရ်အန်ကပြောထားတဲ့အတိုင်းဒီခေတ်သိပ္ပံပညာရှင်တွေကပွက်ချက်တိုင်းတာတဲ့အခါအတိအကျမှန်နေတာတွေ့ရပါတယ်။ ဒါဟာအရှင်မြတ်ကကုရ်အန်မှန်ကန်ကြောင်းထင်ရှားလာတဲ့အသည့်တသက်တာရကတွေကိုပြတာတော်မူမယ်ဆိုတဲ့အရှင်ဂရိအတိုင်းမြတ်ဝါထင်နေတွေ့မြင်ရခြင်းဖြစ်ပါတယ်ဒီလို တကိုယ်တွေပါရှိနေတာကြောင့်ကုရ်အန်နဲ့တူတဲ့စာလေးတစ်ကြောင်းလောက်တောင်တူအောင်မရင်းနိုင်ကြခြင်းပါ အရှင်မသခင်လူတိုင်းကိုကုရ်အာန်ရဲ့တကူတွေမြင်ပြီးအီမန်တိုးတက်နိုင်အောင်ကုရ်အာန်ကိုတလုံးချင်းကအစအတိတ်ပဲနားလည်ဖို့အတွက်လိလာတည်ယူနိုင်တဲ့အင်အားပေးသနာတော်မူပါစေအာမင်ဆရာဟာရှင်ပြည့်မြတ်